ပထမဆုံးစာဝင်ကမ်းမှာတော့အင်္ဂလန်နိုင်ငံဘန်ချန်တခုထဲမှာအဲလစ်ဆိုတဲ့ကလေးမလေးကိုသူ့ရဲ့အမအဖြစ်သူကသမိုင်းသင်ကန်းစာတွေဖတ်ပြနေပါတယ်။အဲလစ်နဲ့သူ့ကြောင်လေးဒိုင်းနတ်တို့ကသစ်ပင်ပေါ်မှာထိုင်နေပြီးတော့အဲလစ်ကသမိုင်းစာအုပ်ကပုံတွေမပါလို့ဖတ်ရတာပြင်းတယ်လို့သူ့မအကိုပြောလိုက်ပါတယ်။သူ့မဒီကဘာကြီးထဲမှာပုံတွေမပါတဲ့စာအုပ်ကောင်းတွေအများကြီးရှိတယ်လို့ပြောလိုက်တော့အဲလစ်ကသမီးကဘာထဲမှာတော့စာအုပ်တွေကပုံကလွဲပြီးဘာမှမပါဘူးလို့ပြန်ပြောလိုက်ပါသေးတယ်။အဲလစ်ကသူ့ကြောင်လေးဒိုင်းနတ်ကိုသူ့ရဲ့စိတ်ကွင်းရဲ့ကဘာကြောင်ပြောပြနေပြီး အဲ့ဒီကဘာထဲမှာလူတွေပြင်တရဝါရီအကုန်လုံးကစကားပြောတတ်မယ်လို့ပြောလိုက်ပါလေ Alex ကပန်းဂျန်ထဲကမြက်ခင်းမြန်မာလှဲပြီးတော့သူ့ရဲ့စိတ်ကူးရင်ကဘာလေးထဲကစကားပြောတတ်တဲ့ပန်းတွေရှုပ်နှက်စည်းတတ်လို့အင်ကြီးဝတ်တတ်တဲ့ Drayson လေးတွေအကြောင်းကိုစဉ်းစားနေပါလေပြီးတော့သူ့ရဲ့စိတ်ကူးရင်ကဘာထဲကတိုင်တကယ်ဖြစ်လာဘူးလေစူတောင်းနေပါလေအဲ့ဒီချိန်မှာပဲသူတို့ရှိကဆန်းချောင်းလေးကိုဖျက်ကူးသွားတဲ့ကိုအင်ကြီးဝတ်ထားပြီး나ကြီးဆောင်လာတဲ့ယုံတကောင်ကိုမြင်လိုက်တဲ့အတွက်ကြောင်လေးဒိုင်းနက်က Alex ကိုကုတ်ပြီးတော့လှမ်းပြပါလေ ပြီးတော့ယုံကနာယီကိုထုတ်ကြည့်ပြီးငါနောက်ကျနေပြီလို့ပြောလိုက်တဲ့အတွက်အဲလစ်လည်းအံဩသွားပြီးတော့သူ့ကြောင်လေးနဲ့အတူတူယုံနောက်ကိုလိုက်ကြည့်ပါတော့တယ်ဒူးဆန်ရဲ့ယုံလေးကတုတ်ပြီးတုတ်ပြနေမြေရင်းဒရင်းနဲ့ကိုဝင်သွားပါတော့တယ်အဲလစ်လည်းဆတ်ဆူဂျင်စိတ်နဲ့မြေရင်းနဲ့လိုက်ဝင်သွားရမှာတော့တွင်းနဲ့ကြီးရဲ့ပြုတ်ကျသွားပြီးကြောင်လေးဒိုင်းနဲ့ကတော့အပေါ်မှာကြံရည်နေခဲ့ပါတော့တယ်စာပြုတ်ကျကားစားကအချိန်နဲ့ပြုတ်ကျသွားပြီမဲ့အောက်ရောက်လာတော့ဖြည်းဖြည်းချင်းသာကျနေပြီအဲ့ဒီလမ်းတစ်လျှောက်မှာမိအိမ်တွေကျေးမုံမြင်တွေစာအုပ်တွေနိုင်တွေနဲ့ ထိုင်းကုံတွေပါထူးထူးဆန်းဆန်းရှိနေတာကိုတွေ့လိုက်ရပါတယ်။အိုင်နာမှာတော့ twin အောက်ခြေကအခန်းတစ်ခန်းကိုရောက်သွားပြီးအဲရစာသူ့ရဲ့စိတ်ကူးရင်ကဘာတွေကမော်ဆန်တဲ့နယ်မြေကိုရောက်လာပါတော့တယ်။ခုနကယုံကိုလည်းမြင်လိုက်တဲ့အတွက်အဲလက်စ်ကယုံနောက်ကိုလိုက်သွားပါတော့တယ်။ယုံကတကားပေါက်တစ်ခုတည်းဝင်သွားတဲ့အတွက်အဲလက်စ်ကအဲ့ဒီတကားကိုဖြွင့်ကြည့်လိုက်ရမှာတော့တကားအထက်တက်တွေရှိနေတာကိုတွေ့ရပါတယ်။ဆက်ဆူတဲ့အဲလက်စ်ကတကားတွေအကုန်လုံးကိုဖြွင့်လိုက်ပြီးတော့အဲ့ဒီတကားတွေဝင်သွားရမှာတော့နောက်ထပ်အခန်းတစ်ခုတည်းကိုထပ်ရောက်သွားပါတယ်။ အဲဒီအခန်းရဲ့ဟိုဘက်အဆုံးမှာနောက်ထပ် တကားပေါက်တစ်ခုကိုမြင်ရပြီးတကားဖွင့်မှုတကားလက်ကင်ဘူးကိုလှည့်လိုက်ရမှာတကားလက်ကင်ဘူးကလည်းစကားပြောတတ်နေတာကိုတွေ့လိုက်ရပါတော့တယ်အဲလက်စကသူမစ္စတာယုံနောက်ကိုလိုက်နေတာဖြစ်ပြီးဒီအခန်းထဲဝင်ဖို့လိုချောင်းကိုပြောလိုက်တော့တကားလက်ကင်ကမင်းခန္ဓာကိုယ်ကရမ်းကြီးနေတယ်ဝင်လို့မရဘူးလို့ပြောပါတယ်ပြီးတော့ဇပွဲဘော်ကဆေးပလင်းကိုတောက်ကြည့်ပါလားလို့ပြောလိုက်တော့ဆေးပလင်းရောက်လာပါတော့တယ်အဲလက်စကအဲ့ဒီဆေးပလင်းကိုမော်တောက်လိုက်ရမှာတော့မော်အစွမ်းနဲ့အဲလက်စရောက်အကောင်သေးသေးလေးဖြစ်ကိုပြောင်းသွားပါတယ် ။ Alaska အခန်းထဲဝင်ဖို့လှုပ်ပေမဲ့ဇပွဲပေါ်မှာတော့မိကြံခဲ့တဲ့အတွက်ဝင်လို့မရသေးပါဘူး။အဲ့ဒါနဲ့သူ့ကိုတစ်တာလေးတဲ့ကကွတ်ကီးကိုစားဖို့ပြောလိုက်တဲ့အတွက် Alaska စားလိုက်ရမှာတော့အခန်းထဲအပြစ်ဖြစ်အောင်လူကောင်ကြီးကြီးဖြစ်သွားပါလိမ့်။အဲဒီကြမှာ Alaska ဝမ်းနေပြီးတော့ငါခုတော့ငါအိမ်ကိုဘယ်တော့မှပြန်မှမဟုတ်တော့ဘူးဆိုပြီးတော့ငိုပါတော့လေ။ Alex ရဲ့မျက်ရည်စက်တွေကအကြီးကြီးဖြစ်နေတဲ့အတွက်အခန်းမှာရေမြုပ်တော့မလို့ဖြစ်နေရပါလိမ့်။ရေပေါ်မှာလူကောင်သေးစီတဲ့ဆေးပလင်းကိုတွေးလိုက်တဲ့အတွက်တောက်လိုက်ရမှာတော့ အဲလက်ရောက်လူကောင်းပြန်သေးသွားပြီးစေးပလင်းနဲ့ဝင်သွားပါတော့တယ်။အဲဒီနောက်အချိန်တော်ကြာရေနဲ့မျောသွားတဲ့အချိန်မှာလမ်းမှာငှက်တွေနဲ့တခြားတရိတ်ဆန်တွေပါသူ့လိုပဲရေနဲ့မျောနေတာကိုတွေ့လိုက်ရပါတယ်။ရေကျသွားပြီးတဲ့နောက်မှာတော့ဒိုဒိုဆိုတဲ့ဘဲတကောင်ရဲ့ဥဆောင်မှုနဲ့ဒရိတ်ဆန်တွေအကုန်လုံးရေချအောင်ပတ်ပြေးကြပါတယ်။အဲလက်ကမစ္စတာယုံကိုတွေ့လိုက်တဲ့အတွက်ယုံပြေးဝင်သွားတဲ့တောအုပ်ထဲကိုလိုက်သွားပါတော့တယ်။ယုံကိုတောထဲမှာမျက်ခြေပြတ်သွားပြီးတဲ့နောက်အဲလက်ကတွန်တလီတွန်တလီဒန်တို့နှစ်ယောက်နဲ့တွေ့ပါတော့တယ်။ ်အဲလစ်ကသူယုံပြူလေးနောက်ကိုလိုက်နေတာဖြစ်ပြီးတော့သွားတော့မယ်လို့ပြောပေမယ့်သူတို့နှစ်ယောက်ကအဲလစ်ကိုတားထားပါတယ်ပြီးတော့အဲလစ်လိုပဲဆက်ဆုတဲ့ကမာကောင်လေးတွေအကြောင်းပုံပြင်ပြောပြပါတယ်ဖြန်ကြီးနဲ့လက်သမားဆရာနှစ်ယောက်ဟာကမ်းခြေမှာလမ်းလျှောက်လိုက်နေကမာကောင်လေးတွေမိသားစုကိုတွေ့ရပါတယ်အဲနောက်ဖြန်ကြီးကကမာကောင်လေးတွေကိုစားဖို့အကြံစီနဲ့သူတို့နဲ့အတူလမ်းလျှောက်လိုက်ထွက်ဖို့ပြောပါတယ်ရာသီဥတုကတာယာနှွေးထွေးတဲ့အတွက်ကမ်းခြေမှာလမ်းလျှောက်ရင်စကားပြောရအောင်လို့ပြောနေပါတယ် မိခင်ကမာကောင်ကြီးကကမာလေးတွေကိုဘင်လေကြီးကကောင်းတယ်လို့ပြောပြီးအပြေမထွက်ကြဘူးမှားပါတယ်။အဲဒါပေမဲ့ဆက်ဆူတက်တဲ့ကမာကောင်လေးတွေကသူတို့အမေကြီးရဲ့စကားကိုနားမထောင်ဘဲဖြန်ကြီးနဲ့လိုက်သွားပါတော့တယ်။အဲဒါမှဖြန်ကြီးကလက်သမားဆရာကိုပါလှည့်စားပြီးငါတို့ကမာကောင်တွေကိုစားဖို့ပေါင်မုံလိုတယ်လို့ပြောတဲ့အတွက်လက်သမားဆရာကပေါင်မုံတွေသွားလှုပ်ပါတယ်။အဲဒီမှာဖြန်ကြီးကကမာကောင်လေးတွေကိုသူ့တယောက်တည်းအကုန်စားအပြစ်လိုက်ပါတော့တယ်။ ။ Alice ကဒီပုံမြင်ကိုကြားတော့ဝမ်းနေသွားပြီမဲ့ယုံနောက်ကိုဆက်လိုက်ဖို့လှုပ်တဲ့အတွက်နောက်ထပ်ပုံမြင်တစ်ပုဒ်ကိုထပ်ပြီးတော့ပြောပြပါလိမ့်။အဲဒီလိုပြောပြနေတော့မှ Alice ကသူတို့မမြင်အောင်ခိုးထွက်လာပြီး Mr. ယုံရဲ့အိမ်ကိုရောက်လာပါတော့တယ်။ယုံရဲ့အိမ်ကိုရောက်တော့ယုံက Alice ကိုသူ့ရဲ့အိမ်စီ Mary အုံးနဲ့မှားပြီးသူ့လက်အိတ်တွေသွားရှာပေးဖို့ပြောပါလိမ့်။ယုံကအခုချိန်ကြီးငါနောက်ကျတော့မယ်ဆိုပြီးတော့ရေးကြီးတုတ်ပြနေပါပဲ။အဲလစ်ကအိမ်ထဲဝင်ပြီးတော့လက်အိတ်ကိုရှာရင်းနဲ့ကိုကီးပကံကိုတွေ့ပြီးတော့ကိုကီးတစ်ခုစားလိုက်ရမှာတော့ လူကောင်အကြီးကြီးထပ်ဖြစ်သွားပါတော့တယ်။ယုံကတော့သူ့အိမ်ထဲကိုဘလူးရောက်နေတယ်ဆိုပြီးတော့ဒိုဒိုကိုအကူအညီသွားတောင်းပါတယ်။ဒိုဒိုကအိမ်မြောင်ခေါ်ပြီးတော့မိကိုခေါင်းနိုင်ကနေဘလူးကိုဆွဲထုတ်ဖို့လုပ်ပေမဲ့မအောင်မြင်ပါဘူး။အဲ့ဒါနဲ့ဒိုဒိုကဘလူးကိုမိကိုမှိုက်တိုက်ပြီးတော့ထွက်လာအောင်လုပ်ရမယ်ဆိုပြီးတော့ယုံရဲ့အိမ်ကိုမီးရှို့ဖို့လုပ်ပါတော့တယ်။အဲဒက်စ်ကအိမ်ဘေးကမုံလောင်းနီစိုက်ခင်းလေးကိုမြင်တဲ့အတွက်အဲ့ဒီဥနီကိုစားလိုက်ရမှာတော့အရင်ကထက်တောင်လူကောင်သေးသေးလေးပြန်ဖြစ်သွားပါတယ်။ယုံကတော့သူနောက်ကျနေပြီဆိုပြီးရေးကြီးတုတ်ပြနဲ့ ထွက်သွားတဲ့အတွက် Alice ကနောက်ကလိုက်လာရင်ပန်းကင်းတစ်ခုတည်းရောက်လာပါလေ။ Alice ကပန်းကင်းထဲမှာထူးဆန်းတဲ့လိပ်ပြာတွေ၊ပစင်းရင်ခွဲတွေကိုတွေ့ရပြီးပန်းတွေကစကားပြောတတ်နေတာကိုလည်းသိလိုက်ရပါလေ။အဲနောက်တော့ပန်းလေးတွေက Alice ကိုတတ်ချင်းဆိုပြပါတော့တယ်။ Alice ကပန်းလေးတွေဆိုပြတဲ့တချင်းကိုနားထောင်နေတဲ့သူပါရွှေရောင်နေလေကင်းဆိုတဲ့အဲ့တချင်းကိုလိုက်ဆိုပါတော့တယ်။ပန်းတွေကသူ့ကိုလည်းပန်းလိုပဲထင်နေပြီးတော့မင်းကဘာပန်းမျိုးစိတ်လဲလို့မေးနေပါတယ်။ ်အဲလစ်ကသူ့ကိုလူသားအဲလစ်ဘန်းမျိုးလို့ခေါ်လို့ရအောင်ပြန်ပြောလိုက်ပါတယ်ဘန်းတွေကသူ့ကိုတေချာကြည့်ပြီးတော့အဲလစ်ကဘာဘန်းမျိုးမှမဟုတ်ဘူးတာမန်ရွက်ကြဘေးမောက်လေးပါပဲလို့ပြောပါတယ်ပြီးတော့အဲလစ်ကိုပေါင်းပင်ဆိုပြီးတော့သူတို့ဘန်းပင်တွေစီကနေမောင်းထုတ်လိုက်ပါတော့တယ်အဲလစ်ကဒီလိုနဲ့တယောက်တည်းခီးဆက်လာပြီးတော့ဒေါ်ထဲမှာဆေးလိပ်တောက်နေတဲ့ဘောက်ဖက်ကောင်နဲ့တွေ့ပါတယ်အဲလစ်ကဘောက်ဖက်ကိုသူ့ခန္ဓာကိုယ်ပို့ပြီးတော့ကြီးကျင်အောင်ပြောလိုက်ပြီးသူ့ရဲ့အခု၃လမ်းမှခန္ဓာကိုယ်ကအဆင်မပြေဘူးလို့ပြောပါတယ် ဘောက်ဖက်ကလည်းသူလဲသုံးလက်မှပဲရှိတာကြောင့်စိတ်ဆိုးသွားပြီးတော့လိပ်ပြာအဖြစ်ကိုပြောင်းလိုက်ပါတယ်။ပြီးတော့အဲလစ်တက်ထိုင်နေတဲ့မှုကခန္ဓာကိုယ်ရွယ်စားကိုပြောင်းနိုင်တယ်လို့ပြောလိုက်ပြီးမှုရဲ့တစ်ဖက်ကိုစားလိုက်ရင်လူကောင်သေးသွားမှာဖြစ်တယ်လို့နောက်တစ်ဖက်ကို စားရင်တော့လူကောင်ကကြီးလာမှာပါ။အဲလစ်ကမှုကိုဖဲ့ယူလိုက်ပြီးတော့တစ်ဖက်ကိုစားလိုက်ရမှာတော့တစ်ပင်တွေထက်တောင်ကြီးတဲ့လူကောင်အကြီးကြီးဖြစ်သွားပါတယ်။ငါတကောင်ကသူ့ကိုမွေကြီးထင်ပြီးတော့ကြောက်လန့်ကြားနဲ့အော်ဟစ်နေပါတယ်။ အဲလက်စ်ကမိုးရဲ့နောက်ထပ်တစ်ဖက်ကိုထပ်ဆားလိုက်ရမှာတော့လူကောင်သေးသေးလေးပြန်ဖြစ်သွားပါလိမ့်။အဲလက်စ်ကဒီတစ်ခါတော့လူကောင်ကြီးစီတဲ့မိုးကိုမကိုက်စားတော့ပဲရှာနေပဲရက်လိုက်တော့ပုံမှန်ရွယ်စားကိုပြန်ရောက်သွားပါတော့တယ်။အဲလက်စ်ကကြံတဲ့မိုးတွေကိုအိတ်ထဲမှာတိမ့်ထားလိုက်ပြီးခရီးဆက်လာရမှာတော့လမ်းခွဲတွေအများကြီးရှိတဲ့နေရာကိုရောက်လာပါလိမ့်။အဲလက်စ်ကဘယ်လမ်းကိုသွားမလဲမသိဖြစ်နေပြီးတော့ကိုယောင်ဖြောင်းနိုင်တဲ့ကြောင်တကောင်နဲ့သွားပြီးတော့တွေ့ပါလိမ့်။ ကျောင်းကသူ့ကိုဒီမှာရှိတဲ့တရဝအများစုကယူနေကြတာလို့ပြောပြီးတော့ပြန်ပြောက်သွားပါလိမ့်။အဲလစ်လည်းသူ့ဟာသူခီးထက်ဆက်လာပြီးတော့လက်ဖက်ရည်တောက်ပွဲကျင်းပတဲ့ပါတီတစ်ခုကိုရောက်လာခဲ့ပါလိမ့်။ပါတီလုံးနေတဲ့ဟတ်တာနဲ့ဟဲရိုနှစ်ကောင်ကအဲလစ်ကိုမဖိတ်ထားဘဲဘာလာလောက်တာလဲလို့မေးလိုက်ပြီးမောင်းထုတ်ဖို့လုပ်ပေမဲ့အဲလစ်ကသူတို့တချင်းဆိုတာကောင်းတဲ့အကြောင်းပြောလိုက်ရမှာတော့အဲလစ်ကိုသဘောကျသွားပါတော့တယ်။သူတို့ကအဲလစ်ကိုလက်ဖက်ရည်တောက်ဖို့ဖိတ်ခေါ်လိုက်ပြီးသူတို့လုံနေတာမွေးနေ့ပါတီမဟုတ်တဲ့အကြောင်းနဲ့ မွေးနေ့ကတနစ်မှာတရက်ပဲရှိကြောင်းပြောလိုက်ပါတယ်သူတို့ကကြံတဲ့364ရက်လုံးကိုမမွေးတဲ့နေ့ဖြစ်နေပါတီလောက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ပြီးတော့ Alice အတွက်လည်းမမွေးတဲ့နေ့ပါတီလုပ်ပေးပြီးတော့ကိတ်မုံပြင်ပေးပါတယ် Alice ကဖျောင်းနိုင်ကိုမှုတ်လိုက်ရာမှာတော့ကောင်းငင်မှာမီရှူမီပန်းနေပေါက်လာပါတော့တယ်အဲနောက်မှာ Alice ကသူဒီကိုဘယ်လိုရောက်လာတယ်ဆိုတဲ့အကြောင်းကိုပြောပြနေပြီးတော့သူကြောင်လေးနဲ့ဆန်းကြောင်လေးဘေးမှာထိုင်နေကြတဲ့အကြောင်းကိုစပြီးတော့ပြောပြလိုက်ပါတယ် ဒါမင်းကြောင်ဆိုတဲ့တန်ကိုကြားတော့လက်ဖက်ရည်ခရီးတွေကကြွက်ကကြောက်လန့်ပြီးတော့ထွက်ပြေးသွားပါတယ်။အဲလစ်ကသူ့အကြောင်းကိုဆက်ပြီးတော့ပြောနေပေမဲ့လမ်းမှာတွေးခဲ့တဲ့ကြောင်ကပြောလိုက်သလိုပဲဒီမှာရှိတဲ့ကောင်တွေကအယူတွေသာဖြစ်တဲ့အတွက်ပေါက်ကရတွေရှောက်လုံနေပါတယ်။အဲဒီချိန်မှာပဲမစ္စတာယုံကသူတို့ပါတီပွဲနာကိုရောက်လာပြီးသူနောက်ကျနေပြီလို့ပဲပြောနေပြန်ပါတယ်။ဟက်တာကမိနိုင်ကနှစ်ရက်တောင်နောက်ကျနေရလေးလို့ပြောလိုက်ပြီးယုံရဲ့နိုင်ကိုပြင်ဖို့လှုပ်ပါတော့တယ်။ ဒါမဲ့ပြင်လို့မရတဲ့အပြင်나이ကိုတစားစီဖြစ်အောင်ထူခွဲလိုက်ကြတဲ့အတွက်ယုံတကောင်စိတ်ညစ်သွားပါတော့တယ်။ပြီးတော့ဟက်တာတို့ကယုံကိုမောင်းထုတ်လိုက်ကြပြီးအဲလစ်ကလည်းယုံနောက်ကိုဆက်လိုက်ဖို့လှုပ်ပါတယ်။ဒါမဲ့ဒီညာကသရဝါတွေကယူးညာကိုသိလိုက်တဲ့အတွက်စိတ်ပြတ်သွားပြီးတော့အိမ်ပြန်ဖို့ပဲလှုပ်လိုက်ပါတော့တယ်။အဲလစ်ကသူလာခဲ့တဲ့လမ်းတိုင်းအိမ်ပြန်ဖို့လှုပ်နေပြီးတော့အိမ်ပြန်ရောက်ရင်ဒီညာအကြောင်းကိုစာအုပ်တုပ်ရေးဖို့အတွက်လည်းစဉ်းစားနေပါတယ်။သူပြန်လာတဲ့လမ်းတစ်လျှောက်မှာထူးဆန်းတဲ့သရဝါမျိုးစုံမြင်ရပြီးတော့ မိုးကောင်လေးတွေကသူ့ကိုလမ်းတစ်ခုစီမြားထိုးပြီးတော့ညွှန်ပြပါတယ်။အဲလစ်ကနောက်ဆုံးတော့အိမ်မပြောင်းနိုင်တော့ဘူးဆိုပြီးတော့ဝမ်းသာနေတဲ့အချိန်မှာပဲလမ်းကပြန်ပြောက်သွားပါတော့တယ်။အဲလစ်ကသူ့ဘယ်တော့မှအိမ်ပြောင်းနိုင်တော့မှာမဟုတ်လို့ပြန်ဝမ်းနေသွားပြီးတယောက်ကသူ့ကိုလာမရှာမချင်းဒီမှာပဲနေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲလစ်ကဝမ်းနေပက်လက်နဲ့ငိုနေတဲ့အချိန်မှာပဲသူ့နာကထူးဆန်းတဲ့တရဝါတွေကပျောက်ွယ်သွားပြီးတော့ဘဝင်းကျင်ပုံစံကလည်းပြောင်းလဲသွားပါတော့တယ်။အဲဒီနောက်မှာသူခုနတွေ့ခဲ့တဲ့ကြောင်ပြန်ပေါ်လာတဲ့အတွက် ်အဲလစ်ကသူအိမ်ပြန်ကျင်တယ်လို့ပြောပြီးဒါပေမဲ့လမ်းပြောင်းနေတယ်လို့ပြောလိုက်ပါတယ်။ကျောင်းကမေးမှလမ်းမှမရှိတာလို့ပြောလိုက်ပြီးတော့ဒီမှာရှိတဲ့လမ်းတွေအကုန်လုံးကဘယင်မာကြီးရဲ့လမ်းတွေပဲလို့ပြောလိုက်ပါတယ်။အဲလစ်ကငါဘာဘယင်မာကြီးမှမတွေ့ပါဘူးလို့ပြန်ပြောတော့ပြီးတော့ဘယင်မာကြီးစီဘယ်လိုသွားရမလဲလို့မေးလိုက်ပါတယ်။အဲ့ဒါနဲ့ကျောင်းကသူ့ကိုဘယင်မာကြီးစီသွားတဲ့ဖြတ်လမ်းကိုဖြွင့်ပေးလိုက်တဲ့အတွက်အဲ့ဒီတကားပေါက်ထဲကိုဝင်သွားရမှာတော့ဝင်းကဘာတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ် ။အဲလစ်ကဝင်းကဘာထဲမှာရှောက်လာရင်းနဲ့ဖဲချက်ပုံစံတရဝါ၃កောင်ကနှင်းစီပန်းအဖြူတွေကိုအနီအောင်ဆိုးနေတာကိုတွေ့လိုက်ရပါတယ်။အဲလစ်ကဘာလို့အဖြူတွေကိုအနီအောင်ဆိုးနေတာလဲလို့မေးလိုက်တော့ဖဲချက်တွေကဘီမာကြီးကအနီအောင်ကြိုက်တဲ့အကြောင်းကိုပြောပြီးငါတို့ကမှားပြီးတော့နှင်းစီဖြူတွေစိုက်မိခဲ့တာလို့ပြောပြပါတယ်။တကယ်လို့သူတို့နှင်းစီဖြူတွေသာမှားဆိုင်မိကြောင်းဘီမာကြီးသိသွားရင်ခေါင်းဖြတ်ခံမှာဖြစ်ပါတယ်။အဲ့ဒါနဲ့အဲလစ်လည်းဖဲချက်တွေကိုကူညီပြီးအနီအောင်ဝိုင်းဆိုးပေးနေလိုက်ပါတယ်။ ဖဲချက်တွေကတော့မင်းဘီမာကြီးကိုအခုကိစ္စသွားမပြောနဲ့နော်လို့မှားနေပါတယ်။အဲဒီချိန်မှာပဲဘီမာကြီးနဲ့သူ့ရဲ့ဖဲချက်တွေလာနေတာကိုတွေ့လိုက်တဲ့အတွက်အဲလစ်တို့တွေမြေပေါ်မှာမှောက်နေရပါတယ်။အဲလစ်ကမစ္စတာယုံကိုလည်းမြင်လိုက်ပြီးယုံကဘီမာကြီးရဲ့အိမ်တော်ဝင်ဖြစ်နေတာပါ။အနီရောက်ဘီမာကြီးရောက်လာမှာတော့နေစီပန်းတွေကိုဆေးဆိုးထားတာမြင်လိုက်ပြီးစိတ်ဆိုးသွားပါတယ်။ပြီးတော့ဆေးဆိုးတဲ့ဖဲချက်တွေကိုကောင်းဖြတ်ဖို့အမိန်ပေးလိုက်ပါတော့တယ်။ ်အဲလစ်ကမလုပ်ဖို့အတွက်ဘေးမာကြီးကိုတားလိုက်ပြီးတော့ဘေးမာကြီးကမင်းကဘယ်ကလာတာလဲလို့မေးလိုက်တာပါအဲလစ်ကသူ့အိမ်ပြန်ဖို့လမ်းကိုမေးဖို့လှုပ်ပြီးမဲ့ဘေးမာကြီးကသူ့ကိုခောက်ရိုက်တက်လာလို့မေးတဲ့အတွက်အဲလစ်ကလည်းရိုက်တက်တယ်လို့ပဲပြန်ဖြေလိုက်ပါတယ်အဲနောက်ဘေးမာကြီးကအဲလစ်နဲ့ခောက်ရိုက်ပြန်ပွဲလှုပ်ဖို့ပြင်ဆင်ပါတော့တယ်ဘီမာကြီးရဲ့ခေါက်ရိုက်ပြိုင်ပွဲကဖြူကောင်ကိုခေါက်သီးဖြစ်နေတုံးပြီးတော့ဂျိုးကြတဲ့ကောင်ကိုခေါက်ရိုက်တန်ဖြစ်နေတုံးတာဖြစ်ပါတယ် ။ဗီမာကြီးကတလွဲရိုက်လိုက်ပေမဲ့ဗီမာကြီးစိတ်မဆိုးစေဖို့အတွက်ဖြူကောင်ကသူ့အသူလိမ့်သွားပြီးဖဲချက်တွေကလည်းဖြူကောင်ဝင်လို့ရအောင်နေရာရွှေ့ပေးရပါလိမ့်။ဗီမာကြီးကသူ့ရိုက်ချက်ကောင်းတယ်ဆိုပြီးတော့ဂုံယူနေသလိုဗီမာရှိတဲ့ဖဲချက်တွေကလည်းသူ့ကိုအားပေးနေပါလိမ့်။ဗီမာကြီးကနောက်တစ်ချိန်ထပ်ရိုက်လိုက်ရမှာတော့ဖဲချက်တစ်ခုကအချိန်မီသူ့နေရာကို ရောက်အောင် မသွားနိုင်တဲ့အတွက်ဗီမာကအဲ့ဒီဖဲချက်ကိုခေါင်းဖြတ်ခိုင်းလိုက်ပါလေ။အဲလစ်ရရမယ်အလှဲကိုရောက်လာပြီးတော့ဂျိုးတာကအဲလစ်ကို ခေါင်းရိုက်လို့မရအောင် လုပ်နေတဲ့အတွက်အဲလစ်ရောက်ဒုက္ခရောက်နေရပါတယ်။အဲနောက်ဆုံးမှာတော့အဲလစ်ကခေါင်းရိုက်လိုက်နိုင်ပေမဲ့လေဖဲချက်တွေကဘီမာကြီးပဲအနိုင်ရအောင်လို့လုပ်ပေးလိုက်ကြပါတယ်။အဲနာမှာတော့အဲလစ်ကိုလမ်းပြလိုက်တဲ့ကြောင်ရောက်လာပြီးတော့အဲလစ်ကကြောင်ကိုစကားပြောနေပေမဲ့ဘီမာကြီးကတော့ကြောင်ကိုမမြင်ရပါဘူး။ကြောင်ကအဲလစ်ဒါနေတဲ့ကြားကနေဘီမာကြီးစိတ်ပူဆိုးအောင်လှုပ်ပေးမယ်လို့ပြောလိုက်ပြီးဘီမာကြီးကိုဇောက်ထိုးလဲကြသွားအောင်လှုပ်ပစ်လိုက်ပါတယ် အဲဒီနောက်မှာတော့ဘီမာကြီးကစိတ်ဆိုးပြီးအဲလစ်ကိုကောင်းအဖြတ်ဖို့ပြောပေမဲ့ဘီရင်ကြီးကတော့အဲလစ်ကိုတရားရုံးရင်ပို့ရအောင်လို့ပဲပြောလိုက်တာပါတရားခွင်ကိုရောက်တော့ဘီမာကြီးကစိတ်မရှိတော့ဘဲအဲလစ်ကိုအမိန်ရင်ချမယ်လို့ပြောပါတယ်ဘီရင်ကြီးကခဏနေဖို့ပြောပြီးတော့မျက်မြင်သက်သေတွေအရင်ခေါ်ရမယ်လို့ဘီမာကြီးကိုဖြောင်းဖြားပါတယ်ဘီမာကြီးကသက်သေဖြစ်တဲ့လက်ဖက်ရည်ပါတီပွဲလုပ်တဲ့အုတ်ထုတ်ယူယုံနဲ့လက်ဖက်ရည်ကြားတဲ့ကကြွတ်ဆုပ်တို့ကိုခေါ်လိုက်ပါတယ် သူတို့ကဒီနေ့ကဘေးမာကြီးရဲ့မမွေးတဲ့နေ့ပဲလို့ပြောပြီးတော့မမွေးတဲ့နေ့ပါတီလုပ်ကြပါတော့တယ်။အဲဒီချိန်မှာပဲ Alice ကကြောင်ကိုမြင်လိုက်တဲ့အတွက်ကြောင်လို့ပြောလိုက်ရမှာကြွက်ဆုပ်ကကြောက်ပြီးတော့ထွက်ပြေးသွားတာကြောင့်ရုံရင်ဆန်ခတ်တွေဖြစ်ကုန်ကြပါတယ်။ဘေးမာကြီးကစိတ်ဆိုးပြီးတော့ Alice ကိုကောင်းဖြတ်ဖို့ပြောလိုက်တဲ့ချိန်မှာပဲ Alice ကသူ့မှာမှိုရီရှိနေသေးတာကိုသတိရပြီးတော့အကောင်ကြီးစီတဲ့မှိုကိုစားလိုက်ပါတော့တယ်။အဲဒီမှာဘေးမာကြီးလည်းထိတ်လန့်သွားပြီးတော့ ်အဲလစ်ကသူ့ကိုရှင်ကဘင်းမာကြီးမဟုတ်ပဲတာမန်ဝတ်တုံမာကြီးပဲလို့ပြောလိုက်တာပါဒါပေမဲ့အဲ့ဒီချိန်မှာပဲအဲလစ်ကအကောင်ပြန်သေးသွားတဲ့အတွက်ဘင်းမာကြီးကအဲလစ်ကိုခေါင်းဖြတ်ခိုင်းလိုက်ပါတော့တယ်အဲလစ်ကတော့ဘင်းမာကြီးလက်ကနေထွက်ပြေးနေပြီးနောက်ဆုံးမှတကားပေါက်သေးသေးလေးစီကိုယောက်လာပါတယ်တကားပေါက်တော့ပေါက်ကနေလှမ်းကြည့်လိုက်ရမှာတော့သူဟာပန်းခြံထဲမှာအိတ်ပျော်နေတာကိုမြင်လိုက်ရပါတယ်ဘင်းမာကြီးနဲ့သူ့လူတွေကနောက်ကနေလိုက်လာနေပြီးတော့ ။ Alice ကသူ့ကိုယ်သူအိယာကနေပြန်နိုးလောင်လှုပ်လိုက်ပါတော့တယ်။ Alice အိယာကနေပြန်နိုးလာတော့သူကပန်းချံကသိပင်တပင်ကိုမှီပြီးအိတ်ပျော်နေတာဖြစ်တယ်လို့သူ့ကြောင်လေးဒိုင်းနက်ကလည်းသူ့ပေါင်ပေါ်မှာအိတ်နေခဲ့တာပါ။ Alice ကို သူ့အမကလည်းနှိုးနေပြီးတော့ Alice ကသူ့အိမ်မက်ထဲမှာကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြောပြနေပါတယ်။အဲဒီနောက်မှာတော့ Alice ကသူ့အမနဲ့သူ့ကြောင်လေးဒိုင်းနက်တို့နဲ့အတူတူလက်ဖက်ရည်တောက်ဖို့အိမ်ပြန်သွားခဲ့ရင်းနေပဲဒီကတ်တွန်းကားလေးကဇက်သိမ်းသွားခဲ့ပါတော့တယ်ခင်ဗျာ။